အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီလင်ဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဂျာတာပရိသတ်သမီးအားလုံးအတွက်၈ရက်၄လ2025ကနေ၆ရက်၄လ2025အတွင်းမှာကြုံရရမယ့်တပတ်စာကန်ဒမာဟော့ကင်းကိုကနားတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲတော့အပေါ်မှာဆိုရင်တပတ်စာဟောတာပေါ့လေအခုကတော့၈ရက်ကနေ၆ရက်ဆိုတော့အားလုံးပေါင်း၉ရက်ဖြစ်သွားတယ်ဗျာနော်စကောနီနီဆိုရင်သူက20တရက်နေဖြစ်သွားပြီဆိုတော့ကျွန်တော်မြန်မာ UR ဗီဒင်ဖြစ်တဲ့အတွက်ဟိုဘက်နှစ်ကိုအပါမခံဘူးဒီဘက်မှာအပြတ်ဖြတ်ပြီးတဲ့သဘောပါနော် ပြီးတော့ကြံညရရင်လည်းကျွန်တော်ကဆက်တင်လို့မရဘူးအဲဒါကြောင့်တခါလေးပေါင်းဟောတာကြံညရရင်ကျွန်တော်တရားစခန်းဝင်နေရလေးရှိလို့ရနော်ဟုတ်ပြီတော့ကျွန်တော်တို့ကျောင်းသမီးတွေကဒီတပတ်တာဒီကိုရသာကာလအတွင်းပေါ့လေဘယ်လိုကရီယာလေးတွေကြုံတွေ့ရတယ်လဲဆိုတော့ဘယ်နေမျက်နှာပဲကြည့်ပြီးကျွန်တော်ပြောရမှာပဲဗျာနော်အနောက်ရှက်အခက်ခဲလေးတွေကြုံရမှာအဲဒါတော့အေကံမဟုတ်ချပါပဲဗျာဘာပဲလုပ်လို့ပါဘယ်လိုကိစ္စပဲလုပ်လို့လို့တမယကိစ္စလေးတွေကကြန့်ကြာနေတယ်အဲ့လိုကြန့်ကြာပြီးတော့မှပဲအဆင်ပြေတာမပြေတာမဟုတ်ဘူးနော်ပြည်တယ်ဗျာ အဲပြီးတော့ခက်ခက်ခဲလောက်ရမယ်ဆိုတဲ့ကိစ္စတွေကကြတော့မခက်ခဲဘူးပြလွယ်လွယ်ကူကူချက်ချင်းမို့လေးဖြစ်သွားတယ်ဒါပေမဲ့လွယ်လွယ်ကူကူချက်ချင်းမို့ဖြစ်မယ်ဆိုတဲ့ကိစ္စတွေကြတော့မဟုတ်ဘဲနဲ့ကြံ့ညာခက်ခဲသွားတာအဲ့အဲ့ဒါမျိုးတွေရာစာဖြစ်တဲ့တဘောပါရှိတယ်ဂရုစိုက်ပေးပါဗျာနော်ပြီးတော့ဒီကရမှာအဲတချို့တွေကြတော့အိုးသစ်အိမ်သစ်ရတဲ့ဂိမ်းတွေရှိတယ်အိမ်သစ်တွေပါလေပြန်ဆောင်ရတဲ့ဂိမ်းတွေရှိတယ်တချို့တော့ကိုယ်အိမ်တွေကရံမခင်းဘူးပျော်ပြတ်တဲ့တဘောပါလေးတွေရှိတယ်အဲ့ဒါတွေကိုပြန်ပြီးတည်ဆောက်မဲ့ကာလလို့ခေါ်တယ် ရံမကင်းမနဲ့ပြန်တိဆောက်ရတဲ့ကာလလို့ခေါ်ရင်ပို့ပြီးတော့မှန်တာပေါ့လေ။အိုးအိမ်ဖြစ်စေအလောက်ကင်ဖြစ်စေရံမကင်းကိုသတိထားပေးပါလို့အကြံပေးခြင်းနဲ့ဗျာနော်။ပြီးတော့ကျွန်တော်တွေသားသမီးတွေဒီကာလမှာငွေချင်းနဲ့ပတ်သက်ပြီးအထူးထူးသတိထားပေးကျွန်တော်တို့လည်းနည်းနည်းစိတ်ပူတယ်။ငွေချင်းကငါလက်လာပါအမရန်ရှင်မယ်။ရှင်တာတကန်တာပဲ။ရတဲ့ပတ်စံနဲ့ထွက်တဲ့ပတ်စံကဇာတ်ူဖြစ်နေလိမ့်မယ်။တရားဝင်လိုက်တထောင်ထွက်လိုက်ပတ်ချပါတော့လည်နေတဲ့သဘာဝရှိတယ်။မဝင်တာမဟုတ်ဘူးနော်ဝင်ရတာနဲ့မဖြစ်တာဗျ။အဲ့တော့တော်တော်လေးတော့ဂယုစာအဲဂယုစာပေးပါ။ ီးတော့ဒီကတော့ငါငွေချေးတာတွေပါတယ်ဗောနိလက်လုံသွားတာတွေလုံးဝလုံးလို့မရဘူးအဲ့မှာဆွေရိုးတွေရဖြစ်စီညီကောင်မတော်တွေရဖြစ်စီနောက်ဆုံးမိတ်ဆွေအရင်ချာတွေရဖြစ်စီပတ်စံတွေပါတယ်လာရောက်တောက်ခံချင်းကားတာလေးတွေခဏတစ်ဖြုတ်ပါတော့တလားလောက်ပြေးမှာပဲတလားလောက်ကြာရင်ပြန်ပြေးမယ်တော့တရားလောက်ကြာရင်ပြန်ပြေးမယ်ခဏလှည့်ပါတယ်အဲ့စတွေရပြပြောလာလိမ့်မယ်လုံးဝလက်မခံပါနဲ့ပြေးလိုက်လို့ရှိရင်ပြန်မရဘူးအခိုက်ကွာငွေချေးတက်နေတဲ့သူဆိုတော့အခမဲ့လုံးဝအဲပြေးချင်ပြေးလိုက်ဗောနိကိုမတက်နိုင်တဲ့အနေထားကြီးမရှိရှိတာလေးတွေထုတ်ွယ်ရောင်းချတာတခြားသူတွေစီကအမခံချင်းပြေးလိုက်တာမျိုးဆိုတော့လုံးဝမလုပ်သင့်ဘူး ပြန်မပေးတဲ့အပြင်ကိုကဂျားရီကနေဆက်ပြီးရောထားတဲ့ဂိမ်းထဲမှာပါတယ်အမကလုံးဝလုံးဝမလုပ်ပါနဲ့လို့ထက်တယ်လဲလဲအကြံပေးပြရသေးတယ်နော်ပြီးတော့ဒီကလာမှာတခုခုပေါ့လေပစ္စည်းဥစ္စာတွေပါတယ်ဝယ်မယ်ဆိုလို့ရှိရင်ဟိုဆက်ရနေပါတယ်ပြပြွားမှာအယောင်းဝယ်တွေပြတ်သွားတာဆက်ရနေပါတယ်ဆုံရှုံသွားတာဓာတ်မှုတွေညာအစားကျုံဝင်တဲ့သတိထားပေးပါချင့်ချင်ပြီးတော့ဝယ်ပါလို့အကြံပေးခြင်းနဲ့ဓာတ်မှုကြီးတဲ့ဆက်ပစ္စည်းတွေလုံးဝလုံးဝမဝယ်ပါနဲ့အဝင်မတော်ပါဘူးပြနော်အဲဖြစ်နိုင်လို့ရှိရင်ဥပမာဆိုင်ကယ်တို့ဆက်ဘိန်းတို့ဓာတ်မှုတွေလုံးဝအဝင်မတော်ဘူး ကားတွေပါတယ်လက်ဒီကားမှာမဝင်နဲ့အောင်အဝင်မတော်ဘူးအဲ့ဒါကသူတို့လက်ဘူးတိုက်ထားတဲ့ကားတွေတရဟလူရတဲ့ကားတွေကိုယ့်လက်ထဲရောက်ရင်မချခဏပြက်နေမယ်ဝယ်စိတ်နဲ့ပြင်စိတ်ပြင်စိတ်ကပုံများသွားတဲ့တဘာဝရှိတဲ့အတွက်မဝင်နဲ့နော်အလုံးမရှိတဲ့သူတွေကတော့ဒီကားမှာအလုံးလေးရှောက်ပါရှားရတဲ့ဂိမ်းထဲမှာပါတယ်အဲကိုယ့်ထက်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီပေးမှုကြောင့်အလုံးကိုင်လောက်ကနေတဲ့သူတွေဆိုရင်ယာရုတိုးတဲ့အနေထားလေးတွေဖြစ်တတ်တယ်အဲရံမကိတဲ့နေနာဒေသမှာနေပြီးယာရုတိုးတာပေါ့လေမနာလိုတိုက်ခတ်တဲ့သူတွေဂျာလေးကနေယာရုတိုးတဲ့ဂိမ်းရှိတဲ့အတွက်အစသအရာတော့သတိထားပါသတိတစ်ချက်မှမလွတ်ပါနဲ့ ီးတော့အဲကိုတက်ကြည့်ကြတဲ့သူတွေရဲ့ကောင်းမှုကြောင့်အဲဒီကလာမှာငွေအစုလိုက်ပြုံးလိုက်ဝင်လာတတ်တယ်တချို့ကတော့စုကြီးတွေပါလေရတာမျိုးတွေတွေဘောက်စုရတာမျိုးတွေတွေဒါမျိုးတွေအစားငွေတွေပါလေဝင်လာတတ်တယ်မထမ်းမတဲ့နေရာကဝင်တတ်တဲ့သဘောပါရှိတဲ့အတွက်အဲကောင်းတယ်လို့ပဲပြောရမယ်သို့တော့အဲအပြောက်ပြက်လေးများတာကတော်တော်လေးစိုးပဲပေါ့နော်အဲ့တော့ပတ်စံတွေပါလေရပြီဆိုရင်လက်ထဲမှာထားပါနေပဲနော်ဥပမာအိမ်တွေပါလေစောက်မလားအိမ်တွေပါလေဝင်မလားလောက်ပါဗျအိမ်နဲ့ပတ်သက်တဲ့ထဲထဲမှာလိုအပ်တဲ့ဟာလေးတွေထည့်ပလိုက်ပါဒါဆိုတော့အဖတ်တင်နေမယ်နောက်မှဆိုလို့ရှိရင်တွက်ကြည့်တာပဲဖြစ်ပြီးတော့ဒေါက်တော်စီရင်စီမယ်အဖတ်မတင်ဘူးဖြစ်တတ်တယ် ဂယုဆိုင်ပေးပါပြီးတော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေလောက်ကနေတဲ့သူတွေဆိုဒီကာလမှာငွေအပြည့်ယူစင်းစရာလေးတွေမာယွန်းတက်တဲ့သဘာဝရှိတယ်။အရေးကြီးတဲ့စာရေးဆန္ဒတွေပျောက်ရှာတာမာယွန်းတာလေးတွေမဟုတ်ဘူးတွင် passport အဲဒါရီယာအစပေါ့လေ။ပျောက်တက်တဲ့သဘာဝရှိတယ်။ပျောက်ပြန်မရဘူးနော်။သတိထားပြီးစင်းစရာမာယွန်းတက်တယ်။လူရင်းလူရုံဘယ်သူဘယ်သူမှမယုံပါနဲ့။ယံရှိတယ်ဆိုတာလေးသိစေချင်တယ်။အဲ့ယံကအဝေးရလာတဲ့ယံမဟုတ်ဘူး။အတွင်းထဲကယံလို့ခေါ်တယ်။အလို့တစ်ခုလောက်ပြီးဆိုရင်အဲ့လူတွေကကိုယ်ကိုမနာလို့တိုက်ခိုက်နေတယ်။အရှိမတော့ပြုံးပြခင်ပြ မင်ပြတာပေါ့ဗျာနောက်ွယ်မှာနောက်ကျောကိုဓာတ်နဲ့ထိုးဖို့အမြဲတမ်းကြံစီနေတဲ့သူတွေရှိတယ်ဆိုတာသိနေခြင်းတဲ့အတွက်ဘယ်သူဘယ်သူမှမယုံနဲ့အစင်းစရာတွေတတိကျရလို့တတိကျရတိမ့်ဆဲပါလို့အကြံပေးပြရသေးတယ်နော်ပြီးတော့သွားလာလှုပ်ရှားတဲ့အခါမှာလေနည်းနည်းလေးသတိထားပေးအဲဒီကလာမှာခီးလေးပါတွေသွားမှာပဲအဲ့တော့သွားတဲ့အခါမှာရင်ရည်ရလေးတွေရှိတယ်အထူးသဖြင့်စိုင်ကယ်အဆီလန်ဖြစ်တာများတယ်ကားလေးပါတွေလည်းပြက်တာကြောက်ထွက်ကြတာပုတ်မိသွားတာတွေဖြစ်တဲ့အတွက်သတိထားပါထပ်တယ်လည်းအကြံပေးခြင်းနဲ့နော်ဆက်ပစ္စည်းတက်တဲ့ရင်လေးတွေအာပြက်စီတက်တဲ့သဘာဝရှိတယ် ကိုကခုနကြောင်းကိုမှန်အောင်နေတာပဲအဲ့ဒါကိုအနောက်ကနေလာဝင်တိုက်တာအကြောင်းလိုက်တာဒါတွေကအစားဖြစ်လို့တဲ့ဘာဝါရှိတော့ဂယူဆိုင်ပြေကိုအကြံပေးခြင်းနဲ့သတိထားပါပြတော့သွားလာလှုပ်ရှားတဲ့အခါမှာအခက်မသိလို့ရှိရင်မင်းဆိုရတဲ့နေပတ်သက်ပြီးညှိစုံတာအဖန်စီအစ်စ်စီအမင်းများခံရတဲ့တဘာဝရှိတယ်။ဂယူဆိုင်ပေးပေါ့နော်။မပေါ့ပါနဲ့ဆက်လေးခိုက်ကြရပြ။နည်းနည်းလေးသတိထားပေးပြနော်။ဒီကလာမှာတစ်ခုခုလုံမဲ့ကြိုင်မယ်ဆိုရင်တနင်္ဂနွေသားသမီးတွေကအမရန်အကျိုးပေးတယ်။တနင်္ဂနွေတို့တောက်ကြတော့အရန်အကျိုးပေးတယ်ပြနော်။တနင်္ဂနွေတောက်ကြကြပါပြီးအိနေနန်နေတဲ့ပူတွဲတိုင်မြင်ပြီးတော့လို့သူတို့စီကအကြံဉာဏ်အကူအညီလေးတွေယူကောင်းတာပေါ့ဗျာနော်။ သို့တော့စနေတို့အင်္ဂါတို့ကောင်းကောင်းဒုက္ခပေးမယ်စနေအင်္ဂါတနင်္လာလို့ခေါ်တယ်အကဲညာချစ်သူအိမ်တော်ကအဲ့ဒီတာသမီးတွေမှာရှင်ကွဲတယ်ပြတ်တယ်ဗျာအဆင်မပြေဘူးပဋိပက္ခတွေတားများတယ်အခြေအိမ်တော်ကြီးသုံးဝန်ဆိုင်ပြဿနာတွေဖြစ်တယ်ဗျာမလို့မလို့တဲ့သူတွေနဲ့သွားပတ်သက်မိတဲ့တော့အဆက်အသွယ်အကျိုးနဲ့ဖြစ်တယ်အိမ်လို့ရေးအိမ်တော်ကြီးရံပဋိပက္ခဖြစ်နေတယ်စောင်းနေတယ်ဘလို့မှညှိနှိုင်လို့မရတဲ့အနေအထားတွေကွဲဖို့ပြတ်ဖို့လောက်ရတာရုံးမြင်ကနာရောက်တယ်လူချင်းတွေရောက်တယ်အဲ့လိုကိန်းခံမျိုးဖြစ်တယ်ဗျာမတတ်ရှင်းဘူးပေါ့လေအဲကိုကိုတိုင်းကလည်းထက်တရနောက်ထက်ရောက်ထက်ပြီးပေါ်နိုင်တယ်လို့ကိုယ့်ရဲ့ချစ်သူအိမ်တော်ကလည်းနောက်တတိယတစ်ယောက်ပေါ်တတ်တယ် ဒေဘွာဒီကတော့မှပတ်သက်မိလိုက်မှကျူးကျူးနုံနုံလည်းဖြစ်ပြီးသွားမှကိုပတ်သက်တဲ့သူကအပြုံမဟုတ်တာတော့လူပြုံမဟုတ်တာတော့နောက်ဆက်တွဲပါလာတာတော့ဒါမျိုးကြီးတွေကြုံရတဲ့အခါရှစ်တော်ခါနောက်ဆော်ခါဆိုတဲ့အနေအထားတွေဖြစ်တယ်တဲ့ဖြစ်လာခဲ့ရင်တော့သူကရက်ရော်ရော်ရော်ဖြစ်တယ်တဲ့တက်ဆိုင်တဲ့လူတယောက်နဲ့ရောသိတာမဟုတ်ဘဲနဲ့အများကြီးသိတဲ့အထက်မှာဖြစ်တဲ့အတွက်ဂုံးသိခါလေးတွေထိခိုက်တဲ့ဂယူဆိုင်ပါပြီးတော့ဒီကရမှာမိဘအနေနဲ့သတိထားပါလေယာစင်ပစ္စည်းတွေကင်ဆယ်သုံးသက်တဲ့ခါမှာသတိထားပါမိရမကြခဏပြတ်လိုက်လာလိုက်ဖြစ်နေတယ်ပလပောက်လေးတွေတေချာလေးပိတ်မယ် ပလက်ရှင်လေးတွေဖြုတ်မယ်နော်မီကလောက်တွေပိတ်မယ်မပေါ့ဆက်ပါနဲ့နော်ဂယူဆိုင်ပါရုံနဲ့တော့ခနာကောင်မှာ96%ယောဂာနဲ့ပတ်သက်ပြီးဖြစ်မယ်ဆိုလို့ရှိရင် तू ကဘိုက်အောင်နည်းနည်းပြင်းပြင်းထန်ထန်အောက်တော့စီအဆုပ်အဆိုင်နဲ့ပတ်သက်တဲ့ယောဂာတွေပြင်းထန်တဲ့သဘောဝါရှိတယ်ဂယူဆက်ပေးပါအဆီဒန်ဖြစ်ပြီးသူရတတ်တယ်ဖြစ်တဲ့ကိန်းထဲမှာလည်းပါတဲ့အတွက်ပေါ့ဆက်လို့တော့မရဘူးဒေချာတာကဒီကရတဲ့ဒီဟာကျန်တာပရိသတ်သမီးတွေတို့ကအပြည့်အဝကန်ကောင်းတဲ့နေ့ထဲမှာပါတာတော့မဟုတ်ဘူးမကောင်းပြောတာမဟုတ်ဘူးကောင်းတယ်နော်သူကလိုချင်တာတစ်ခုရှိရင်တော့မှ ခက်ခဲတိုက်ခိုက်ပြီးမှရတဲ့တဘာဝနော်ရင်ဆိုင်ပြီးမှပြင်ပန်းပြီးမှရတဲ့တဘာဝဖြစ်တဲ့အတွက်ဂယူဆိုင်စေချင်တာပြနော်ဧပြီလ10ရက်17ရက်17ရက်16ရက်အဲ့ရလေးတွေအမှန်တန်ကန်ကောင်းတာပေါ့ဗျာနော်အလိုရှိရလေးတွေပြည့်စုံတယ်ရာထူးတက်တဲ့ဂိမ်းလေးရှိတယ်ငွေအစုလိုက်ပြန်လိုက်ဝင်လာတတ်တယ်ကို့အကြီးကဲနေရတင်မြောက်ချင်းခံတတ်တယ်အဲ့လိုရန်ပရိကအတိုက်ခိုက်လေးတွေဂျားလေးကနေပဲခေါင်းဆောင်နေရရောက်တယ်လို့ခေါ်တယ်ဗျာနော်ပြီးတော့ဘာသာရေးနဲ့ပတ်သက်ပြီးထဲထဲဝင်ဝင်လေးဆောင်ရွက်ရတတ်တဲ့ဂိမ်းတွေမှာပါတယ်အလူတန်းဒါနလေးတွေပြုတ်ဖို့ပြုတ်ရတတ်တယ် ပရာဟိတတွေတော့မှာပါဝင်ဆောင်ရွက်ရတာလေးတွေဖြစ်တတ်တယ်။ပြီးတော့အိုးအိမ်နေရာထိုင်ကလေးတွေအိတ်ကလာမှာပြင်ရစင်ကအိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေစကားပြောဆိုလို့အောင်မြင်တာပေါ့နေရာထိုင်ကလေးပတ်သက်ပြီးတော်တော်လေးအားကောင်းနေပြီနော်။ဧပြီလ8ရက်9ရက်12ရက်15ရက်အဲ့ရက်မှာတော့အညံခန့်လေးတွေရှိတယ်။ကျန်းမာရေးခရူဆိုင်ခန္ဓာကိုယ်မှာဖြစ်တဲ့96ပါးယောဂသောဝေဒနာတွေအပြင်စိတ်နဲ့ပတ်သက်တဲ့ကျန်းမာရေးလေးတွေပါဖြစ်တတ်တယ်။လက်ရှိလုပ်နေတဲ့အလုပ်လေးတွေမလုပ်ချင်တာလက်ရှိနေတဲ့နေရာတွေမှာမနေချင်တာတခုခုပြောင်းရင်ရွှေ့ရင်သွားညင်လာခြင်းနဲ့စိတ်လေးတွေပေါ်တာအာစိတ်တွေကလေးနေတာပေါ့ဗျာအဲ့ဒါမျိုးလေးတွေဖြစ်တတ်တယ်။ အထိခိုက်မှုအနေအထားလေးတွေရှိတယ်ဂယုဆိုင်မဲ့မတတ်ရှင်းတဲ့အခြေအနေအိမ်တော်ကြီးတို့ကြောင့်စိတ်တော့ကလေးတွေရောက်တတ်တယ်အဲဒီကြားထဲသူကအဆီလန့်ဖြစ်တာလို့တဘာဝဘေးအနေအထားကြောင့်ဖြစ်စီပေါ့လေကိုယ့်ရဲ့မိသားစုဝင်တွေဆုံးရှုံးတာအိုးအိမ်တွေကထိုင်ကင်းလေးတွေထိခိုက်တာဒါမျိုးလေးတွေအစားဖြစ်တတ်တော့ရံမကင်းတာလေးတွေဖြစ်တတ်တယ်ဂယုဆိုင်ပြီးပါနော်အဲ့တော့ကရီယာရဲ့ထောက်မှုလေးတွေအပြည့်အဝရအောင်အစဲရောင်အနီရောင်အပြာရောင်ပွားရောင်ချက်သွေးရောင်အဲ့ဒီအကြောင်းတွေကိုအဓိကထားဝတ်ဆင်သုံးဆပေးရမယ်အုံညုံအောင်တပြေပန်းမေရွတ်ပန်းသစင်ပန်းတက်ခွာပန်းအဲ့ဒီပန်းတွေကို အဲမိမိတို့ယုံကြည်ကိုယ်တဲ့ဖရာမှာဖရာပန်းကတာနေအဲ့ခါနေမှာအလပောင်းထိုးတာအဲ့ဒီနေရာတွေမှာအဓိကထားသုံးဆွဲပြပါကြနော်အဲ့တော့ရေရလေးမပိတ်ခင်လာမယ့်၁၆ရက်နေ့ကကံကောင်းတဲ့ရက်တွေမှာပါတာဖြစ်တဲ့အတွက်ဝါသနာပါရင်ထိုင်းတီထိုးလို့ရပါတယ်ကြနော်၁၆ရက်နေ့မှာထိုင်းတီထွက်ပါတယ်ထိုးလို့ရပါတယ်အဲ့တော့ထီလို့မယ်ဆိုရင်ခက်ခက်နေတဲ့အနေထားမှာထီလေးပေါက်လိုက်လို့ရှိရင်လည်းလူလူတန်းလို့လည်းရတာပေါ့ကျွန်တော်လည်းတယောက်တော့ပေါ့နော်ဆိုတော့ထီလို့မယ်ဆိုရင်ဘာကနာလေးထိုးတင်လဲဆိုတော့တကယ်တည်းဆိုရင်အဲ့ဒါကတယောက်ချင်းစာတာတွက်ပြီးတော့တဘွားသာအချိုးပေးကနာနေတနစ်စာရောက်စဲတက်မှာ အကျိုးပေးကဏ္ဍနေပေါင်းပြီးကျွန်တော်တို့ကလမ်းညွှန်ပေးတာပေါ့လေဒါတော့အားလုံးကိုခြုံပြီးပြောတာဖြစ်တဲ့အတွက်ထိုးမယ်ဆိုရင်6စာနှစ်အစုံ7စာ၄စုံအဲ့လိုကဏ္ဍလေးတွေရွေးပြီးထိုးပေးပါလို့အကြံပေးပြရစီပဲနော်ဟုတ်ပြီရေရာအနေနဲ့ဘာလုပ်ကြမလဲညံ့တဲ့ညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းအောင်အုံနှုတ်ခောက်ဆွဲလေးဒါနာပြုလူတန်းပေးပါအုံနှုတ်ခောက်ဆွဲလေးကိုအရင်ဖျားမှလည်းကတ်မယ်ကိုယ်တိုင်လည်းစားသုံးလို့ရတယ်အနီးနားပတ်ဝန်းကျင်ကိုပဲဒါနာပြုလူတန်းပြအောင်လူတန်းပေးလိုက်အလုံးမှာရာတို့တို့တာတို့လတာတို့တာတို့အိုးအိမ် နေရာထိုင်နေတဲ့ပတ်သက်ပြီးကုညီမှသားမဲ့သူတွေစုံစည်းရတာကောင်းတဲ့အရာလေးတွေအများကြီးဖြစ်နေတာလည်းပဲကြုံရတဲ့အညာအခိုက်လေးတွေလွတ်မြောက်ခြင်းနဲ့ဖန်စီအချုံအောင်လေးတွေအားစားအမှုကင်းဖြစ်တဲ့ကိစ္စလေးတွေအားစားဂျင်းနဲ့ချက်တဲ့ကြုံရတဲ့ရှစ်တဝါခါနောက်ဆောင်ခါဖြစ်နေတဲ့ပြဿနာလေးတွေကြုံကြုံပါဘူးအဲ့ဒါလေးတွေပြေပြောက်ခြင်းနဲ့ဆိုရင်တော့စာကလေးငတ်ငတ်ပေါ့လေစာကလေးငတ်လေးခုနကောင်ကိုလွတ်ပြအောင်လွတ်ပေးလိုက်ပါဗျာနော်ဒါဆိုရင်တော့အညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေအေကံမုတ်ချပူရီကောင်းသွားပါလိမ့်မယ်ကျန်တဲ့ပရိသတ်သမီးအားလုံးစိတ်အချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်